းအပေါ်မကပါဘူးဆိုပြီးတော့တတ်မှတ်ထားတာကလနာတတ်မှတ်ပြီးကလနာကြီးတက်ပေးထားတယ်ဟုတ်လားဒါတလုံးသားပေါ်မှာဆိုလို့ကလနာကိုဒါတက်ပေးတာယဉ်ကျေးမှုပေါ့အဲ့ဒီကလနာကြီးကိုခါမှာထိုးပြီးတော့ဒန်ဒန်းတန်ကိုဖင်နေလှုပ်ပြီးတော့ကနေတာအဲ့ဒီအကကလို့ရတယ်နိုင်ကလတ်သွားမယ်ဘားသွားမယ်မြန်မာအငိမ့်စင်ပေါ်မှာဒီလိုလှုပ်ခွေမရှိဘူးမြန်မာပိုင်အမှုပညာကိုမြန်မာပိုင်အမှုပညာ အဝတ်အစားကိုဝတ်ပြီးတော့ဒီလိုလှုပ်လိုက်တာတော့စော်ကားရတော်တော်ကြီးကိုကြားတယ်အော်သမီးတို့အဲ့ဒါမေးချင်လို့မေးစီလာလားအမေကအမှန်တိုင်းပြောရရင်မဖြေချင်ဘူးဘာဖြစ်လို့မဖြေချင်တာလဲဆိုရင်အမေကအနုပညာနဲ့ပတ်သက်ရင်အမေတို့ကတန်ဖိုးထားတယ်လေးစားတယ်မြတ်နိုးတယ်အဲ့ဒီအတွက် အမေပြောရင်စာပေါင်ပဲ့တတ်တယ်ပေါ့နော်ဒါဒါအနုပညာသမားတော်တော်များများသိတယ်အမေကဟိုဟာပေါ့ပရိသတ်ကိုတန်ဖိုးထားတဲ့လေးစားတဲ့မင်းသမီးအနုပညာကိုတန်ဖိုးထားလေးစားတဲ့မင်းသမီးဆိုတဲ့အခါကျတော့ဒဏ္ဍန်တန်ပေါ့နော်မမားပါဒီကလေးမှာမမားဘူးနံပါတ်1ပြောချင်တာမားတယ်မမားဘူးမားတယ်ဘာဖြစ်လို့မမားတာတော့ဆိုရင်ခက်ကလေးတွေလीအ ခေတ်တက်ပညာကိုသူတို့ဖော်ထုတ်ပြတာမမောင်ဒါပေမဲ့မှားတယ်ဝစ်ထားတဲ့စင်ရင်မှုတွေမြန်မာမှုမြန်မာအမှုပညာရဲ့ကိုပိုင်ဝတ်စုံကိုဝတ်ထားပြီးတော့မှဒီလိုလှုပ်လိုက်တာဒီအမှုပညာရံဝန်းတစ်ခုလုံးကိုစော်ကားတယ်နော်နောက်တစ်ခါပရိသတ်ကိုတံပိုးမထားဘူးလို့အမေတို့မြင်တယ်ပြင်းပြင်းထန်ထန်ရှုံချတယ် ဘာဖြစ်လို့လဲဆိုလို့ရှိရင်ပေါ့နော်ဒါကပြိတ္တတွေပေါ်မှာလဲမူတည်ရဲ့လို့အမေတို့ခံစားရပါတယ်အမေတို့ကြားလေးစိန်တို့ခင်မတိုင်ခင်တုန်းကအမေတို့အညာအရက်ဒေတာမှာမင်းသမီးတယောက်မလျော်ကန္နာမျိုးများစင်ပေါ်မှာတရုတ်ပြက်ကိုလုတ်ပြရင်အညာဒေတာကိုပြောတာနော်တိတ်ချစ်စရာကောင်းတယ်တိတ်လေးစားတန်ဖိုးထားစရာကောင်းတယ်ပြိတ္တလို့အမေကပြောချင်တာ မလျောကနာတစ်ခုကိုများစင်မော်မှာလောက်ပြလိုက်တာများတွေ့ရင်အဲ့ပရိသတ်ကခွေးနဲ့ကင်ပေါက်တာခံရတယ်ဒီမြမအမှုပညာပိုင်ဒီအဝတ်စားကိုဝတ်ပြီးတန်တန်တန်ဆိုတာလောက်ထိပါဇက်ကဆိုတာလောက်ထိလူစုတဲ့အနေနဲ့အမေကြားတော့ကခွင့်ပြုလို့ရသေးတယ်ခွင့်လွတ်လို့ရသေးတယ်ဟုတ်နော် လုံးသားမပေါ်အောင်လေရှင်မင်းသမီးတွေကတလုံးသားပေါ်အောင်မကအောင်ပေါ့အဲ့တလုံးသားပေါ်အောင်မကပါဘူးဆိုပြီးတော့တတ်မှတ်ထားတာကလနာတတ်မှတ်ပြီးကလနာကြီးတက်ပေးထားတယ်ဟုတ်လားဒါတလုံးသားပေါ်မှာဆိုလို့ကလနာကိုဒါတက်ပေးတာရင်ကျေးမှုပေါ့အဲ့ဒီကလနာကြီးကိုခါမှာထိုးပြီးတော့တန်တန်းတန်ကိုဖင်နေလှုပ်ပြီးတော့ကနေတာအဲ့ဒီအကကလို့ရတယ်နိုင်ကလတ်သွားမယ်ဘာသွားမယ် မြန်မာအငိမ့်စင်ပေါ်မှာဒီလိုလောက်ခွင့်မရှိဘူးအဲ့ဒီမင်းသမီးလေးပေါ့နော်ဒါအလှက်ကတယ်လို့အမိကြားထင်ပါတယ်အလှူတစ်ခုမှာ အလှက်ကနေတယ်လို့အမိကြားထင်တယ်အလှက်အချိန်ဆိုတော့သူကယုံ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 ဖြစ်နေမယ်ပေါ့နော်ရှင်လောင်းလှဲ့တဲ့အချိန်ဆိုတော့ယုံ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 ပရိသတ်ကရှိနေမယ်အလှူရှင်နေနဲ့အဲ့ဒီအချိန်မှာသူ့ကိုကြည့်ချင်လောင်သူလှုပ်တယ်လို့အမိကြားမြင်တယ်ဒါပေမဲ့လောက်ကွတ်မှားသွားတယ်ပေါ့ ဟုတ်လားဒဏ္ဍာန်ကိုမတက်ရက်ပြီးတော့ပဲစိုးနေလိုက်အောင်ကွာနောက်ဆုံးပြိဋ္ဌာန်ကတောင်းတလို့ပေါ့နော်ခေတ်ကလေးတွေသူ့ကိုကြည့်ချင်းအောင်ပေါ့ဒဏ္ဍာန်ကိုမတက်ရက်ပြီးစိုးနေလိုက်အောင်အပြစ်မရှိဘူးနောက်ဆုံးဣတိအဝတ်စားကိုချွတ်လိုက်ဟုတ်လားတိုးတက်နေတာကိုဘောင်းမီရှင်ဝတ်မလားစကတ်ဝတ်မလားခါဝင်ဝတ်မလားမပေါ့တဘောကြိုက်တယ်လို့ကိုမရှက်လို့ဝတ်ချင်ရင်ကြိုက်တာဝတ်ပြီးဒီတဲ့ချင်းကိုစိုးလို့ရပါတယ် မြန်မာပိုင်အမှုပညာကိုမြန်မာပိုင်အမှုပညာအဝတ်အစားကိုဝတ်ပြီးတော့ဒီလိုလှုပ်လိုက်တာတော့စော်ကားရတော်တော်ကြီးကိုကြားတယ်နော်အဲ့တော့အဲ့နေရာမှာအခုနောက်ကဆိုင်းကစိန်ပြူးကျေဆိုလာပါလားမသိဘူးဆိုင်းပါတယ်ပေါ့နော်အဲ့တော့ဒီဆိုင်းဒီဘယ်တိုင်းဘယ်ခရိုင်ဘယ်မြို့နယ်ကဆိုင်းလဲပေါ့အဲ့ဒါဆိုရင်အဲ့ဒီအရက်မှာရှိနေတဲ့တပင်အစည်းယုံတာဝန်ရှိတယ်အမေတို့အားဗဟိုကဥဖို့ချစ်ကဒီကိစ္စကိုမလုပ်ဘူးလားပေါ့ ဟလာဒီကိစ္စကြီးကိုတာဝန်မယူဘူးလားဆိုရင်ဥပုချစ်ကတိုင်းနဲ့ပြည်နဲ့အသီးသီးကိုတာဝန်ယူထားရတဲ့ဥက္ကဋ္ဌဖြစ်တယ်။အဲ့ဒီအတွက်တိုင်းနဲ့ပြည်နယ်မှာလည်းအစည်းအရုံးတွေချပေးထားတာဖြစ်တဲ့အတွက်အဲ့ဒီတိုင်းနဲ့ပြည်နယ်အသီးသီးကသဘင်အစည်းအရုံးမှာတာဝန်ရှိတယ်လို့မိကြတော့မြင်တယ်။တို့ရပါတမီးရေဒေါသဟိုပါမိကြကကြတော့အများကြီးမြင့်တာထားတဲ့မင်းသမီး ဆိုတော့လေဟိုပါ ဘယ်လိုခေါ်မလဲကိုရဲ့ဒေါသကိုမျက်ရည်တွေနဲ့ထိမ့်လိုက်ရတာပေါ့နော်ဟိုဖြစ်မှဖြစ်ရလေမြမအမှုပညာပေါ်မှာတံပိုးမဲလိုက်တာဆိုတဲ့အသည့်ဟာဟိုပေါ့ပြောမယ်ဆိုလို့ရှိရင်ဟာနင်ရှိုင်းဆိုင်လိုက်တာဒီအဝတ်စားဝတ်ပြီးဒီအကောက်ကိုကားတာအခုမေချာပြောခဲ့တယ်လို့ပေါ့နင်ငိမ့်စင်မတက်မလာနဲ့သူကနင်ကလတ်သွားလို့ဒီလိုပြောရမှာလေအဲ့နေရာမျိုးမှာအမေချာဒါဒါ ဒါအခုသမီးတို့သားတို့ကိုဒါမိကြမှန်မှန်ကန်ကန်လေးရှင်းပြနေတာသိလားတကယ်တော့စတွေ့တွေ့ချင်းမှာမိကြအမြင်ရည်ကြတာဘာဖြစ်လို့လဲဆိုတော့မိကြတို့တုံးကမြမနုပညာကိုတအားတံမိုးထားခဲ့ရတာဟုတ်သမီးနေလည်းငတ်ခဲ့လေမိကြတို့ကသမီးငတ်တဲ့အထိစူးစမ်းခဲ့တယ်မြမအနုပညာကိုတံမိုးထားတယ်